မလနဲ့ဆက်ရှဲနေကအင်အားပြင်းငင်လုတ်ခဲခဲ့တာဟာတလားကြာရှိသွားခဲ့ပြီဖြစ်ပေမဲ့ပြိုကျသွားတဲ့နေအဆောက်အုံတွေကိုဖေရှားရှင်းလင်းတာပြန်လည်တိဆောက်ရေးတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးတာတချို့နေအိမ်တွေဟာပြိုမကျပေမဲ့နေထိုင်မှုမတင့်တော်တဲ့အခြေအနေတွေကြောင့်စကိုင်းဒေသခံများစုဟာခုချိန်ထိခြံဝင်းနေတဲ့မှာဒါမှမဟုတ်လမ်းဘေးတွေမှာ နေထိုင်နေကြဆဲဖြစ်ပြီးတော့နောက်ဆက်တွဲငင်လှုပ်ခဲမှုအနေကိုလည်းစိုးရင်ကြောင်းကြကြီးစွာနဲ့နေထိုင်နေကြဆဲဖြစ်ပါတယ် ခုကမှရဟန်းရှင်လူပြည်သူတွေဟာတဘူပေါ်နှစ်ပူဆင့်ယုံမကသုံးလေးပူဆင့်နေပြီးရှေ့လျှောက်ရမယ့်ဘဝခီးကလမ်းပြောက်သွားသလိုခန်းစားနေကြရပြီးတော့ဘဝကိုဘယ်လိုပြန်လဲတိဆောက်ရမယ်ဆိုတာမတွေးတက်အောင်ဖြစ်နေကြတယ်လို့စကိုင်းတောင်ရိုးမှာသတင်းသုံးတဲ့ဆရာတော်အတ္တိပတိရှင်အိန္ဒွာစတိယကမိန့်ကြားပါတယ်ဒီလူလူဘာငါရရောတိလာရင်ရောလူရီရောခန်းစားချက်ကတော့ငုံ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 ဖြစ်နေကြတယ် ဘူးဘယ်လိုပြန်ယုံထကြရမလဲဘယ်လိုပြန်ပြီးတော့ပြီဆောက်ကြရမလဲဆိုတော့မတွေးတော့ဖြစ်ကြအားလုံးကအတက်မဲ့တဲ့ခန္ဓာကိုယ်ကြီးနဲ့နေထိုင်နေရတယ်ဖြစ်နေကြတယ်ငင်းဘေးဒဏ်သင်ပြည်သူတွေကတော့ကုညီထောက်ပံ့မှုတွေအသင့်အင့်ရှိတဲ့တွေစားရတောင်ရေးမှာအထိုက်လျောက်အစဉ်ပြေကြပေမဲ့စကိုင်းတောင်ပေါ်ကဘုံကြီးเจ้าတွေမှာတော့ကုညီထောက်ပံ့လူဒန်းသူမရှိသလောက်ဖြစ်နေပြီး အုပ်ချုပ်သူတာဝန်ရှိသူတွေကလည်းစည်ရင်လာကောက်ပေမဲ့ခုချိန်အထိဘာမှထောက်ပံ့မှုမရှိတဲ့တွေ့တောက်သုံးရည်နဲ့စွန့်ကိစ္စဖြည့်ရှင်းမှုတောင်အကြီးကျယ်အခက်ကြုံနေရတယ်လို့ဆရာတော်ကမိန့်ကြားပါတယ်။တံဃာရီမှာတော့တံဃာရီကိုတံဃာမရီမိပြူရတာဖြစ်တဲ့အတွက်စွန့်ငတ်ထွက်လို့မရဘူး။အကုန်လုံးကအိမ်တွေကကြိုကြပြက်ကြသောကိုင်းနေဆိုတော့တံဃာရီကပို့အောင်ကိုဒီလိုချက်ပြုတ်စားတော့ရတယ်ပေါ့။အစိုးရလည်းခုတည်းကဘာမှထောက်ပံ့မှု ပေးပေါ့ဆင်းတော့လာလာပောက်တယ်နှစ်ခါပောက်တယ်ဘာမှကလေးတက်တိဘစ်ကွတ်တထုတ်မရောက်ဘူးဘဲစီမရောက်ဘူးစံတစီမရောက်ဘူးနော်အဲ့တော့အစိုးရဘဲကလည်းဘာမှထောက်ပံ့မှုမရှိဘူးပြည်သူကနေပြည်သူပဲကိုကြီးထောက်ပံ့နိုင်ရှိပါအဲ့တော့စားရေးတောက်ရေးအလုံးခက်ခဲပါပဲပြန်လဲထူထောင်မှုထောင်းတော့ဆက်ဆက်စားရေးတောက်ရေးကိုရက်တူကိုခက်ခဲနေတယ် စကိုင်းတိုင်းတွေနိုင်ငံတော်ကအကျပ်ဘီလီယံ50ထောက်ပံ့မယ်လို့ပြောဆိုထားပေမဲ့လည်းခုချိန်ထိစကိုင်းတောင်ရိုးမှာကုညီကယ်ဆယ်ရေးတွေလာရောက်လှုပ်ဆောင်ခြင်းမရှိတဲ့တွေ့နီးစပ်ရာအလူရှင်တွေကိုပဲအားကိုးပြီးရည်တည်နေရတယ်လို့ဆရာတော်ကမိန့်တော်မူပါတယ်။ဘုန်းကြီးကျောင်းနေတဲ့အကြောင်းတွေကတော့ဥပ္ပတိကိုဘာနာကြီးရောနိုင်ငံတော်ရောကျုပ်ကိုယ်တိုင်ပေါ့။ဘာမှမရဘူး။ဘာမှကုညီထောက်ပံ့မှုရှိဘူး။ basic ဆုံးမရဘူး။ဒေသတက်ကမရဘူး။ခေါင်းဆဲခေါင်းဆဲကြောင့်ဆုံးမရဘူး။ဒီနေ့တစ်ခါ ပုံလိကအလူရှင်တွေကလာတာလေနည်းနည်းပါပါရတာလို့ရှိတယ်ဆန်လေးနည်းနည်းဆန်လေးတထုံနှစ်ထုပ်ပေါ့ကျွတ်ကျွတ်လေးနဲ့ဒါမျိုးလေးခေါက်ဆဲကြောက်လေးတထုံနှစ်ထုပ်ဒါမျိုးလေးတော့ရှိပါရဲ့ငရင်ဘေးရန်ကိုကြီးကျယ်ခန်းစားခဲ့ရတဲ့စကိုင်းမျိုးပေါ်မှာပြိုကျလူနေအဆောက်အုံတွေဖေရှားရှင်းလင်းမှုကိုကိုယ်စီစဉ်တဲ့ကိုထူကိုထစနစ်နဲ့သာလောက်ကင်နေကြရပြီးကိုရင်ကိုရာကိုအဆောက်အုံကိုဖြိုချဖို့အတွက်တောင်းတက်ဆိုင်ရာရုံးကိုရှောက်လွှာတင်ရပြီးထောက်ခံချက်တောင်းခံနေရတယ်လို့လည်းသိရပါတယ် စကိုင်းတောင်ရိုးပေါ်မှာနာမည်ကြီးဘုန်းကြီးကျောင်းတချို့နဲ့သီလရှင်ကျောင်းတချို့ကလွဲရင်တတော်လုံးတတော်လုံးမှာရှိတဲ့ကျောင်းအများစုတွေမှာခုချိန်ထိရှင်းလင်းရေးတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။စကိုင်းနီးတို့ငေတံကိုကြီးကျယ်ခန်းစားခဲ့တဲ့မန္တလေးမြို့မှာတော့ကုညီကစေးဖွဲ့တွေကအပျက်စီးရှင်းလင်းရေးလုပ်ငန်းတွေနဲ့ဓာတ်ပေါ်ဒီထုတ်ယူရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေဆဲဖြစ်တယ်လို့စာတင်ကြောင်းတွေမှာဖွင့်လှစ်ထားတဲ့ယာယီကေဇေးစခန်းတွေမှာလည်းငရင်ဘေးဒဏ်တင့်မိသားစုတွေ ယာကနန်းဝန်းကျင်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။စာသွင်ကြောင်းတွေကိုစစ်ကောင်စီကဇွန်လဇန်းမှာပြန်ဖွင့်မှုစီစဉ်နေတဲ့အတွက်ဒီကေဇေးစကန်တွေကိုနေရာရွှေ့ပြောင်းမှုစီစဉ်နေတယ်လို့လည်းသိရပါတယ်။ဒီချိန်ထဲမှာပဲနောက်ဆက်တွဲငင်းတွေဆက်လက်လှုပ်ခတ်နေမှုကကုညီကေဇေးလုပ်ငန်းတွေကိုတက်တန်းရှည်စေနိုင်တယ်လို့မန္တလေးမြို့အခြေဆိုင်စကိုင်းနန်းလူမှုကွန်ရေးအဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။စက်တနာကဒီအပိုင်းမှာငင်းငင်းလေးကပြန်ဆုံးတယ်ညမန္တလေးမှာ နည်းနည်းပြီးသွားပြီဆိုတော့အလင်းနည်းပြန်လုပ်တဲ့ကြလူရတဲ့ခါကိုယ့်အိမ်ကိုပြန်နေဝဲလူတွေရှိတယ်လို့ရှိနေသလိုနောက်တစ်လဲငါတို့လည်းနေတော့မယ်ရပ်ွက်တဲ့ပြန်ဝင်တော့မယ်လို့ငလင်းနည်းပြန်လုပ်နေတဲ့ခါကျတော့ပြန်မဝင်ရဲရမို့အကယ်၍စကားနေရာတက်တန်းထရှိမယ်လို့ယူဆရတယ်တန်ပီရဲ့လက်ရှိခြေနေအရပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုကိုထူကိုထလုံနိုင်မှုဆိုတာမလွယ်ကူတဲ့တွေ့ နိုင်ငံကအကူအညီထောက်ပံ့တွေနဲ့နိုင်ငံတော်စီမံချက်ရေးဆွဲပြီးပြည်လဲထူထောင်ရေးကိုလှုပ်ဆောင်သွားတဲ့နယ်လို့လဲသကိုင်းတောင်ယူဆရာတော်ကမိန့်ကြပါတယ်။ဒါပြင်ရန်ရှင်လူပြည်သူတွေအနေနဲ့ခေဘေးစိုးကြီးတဘာဝဘေးစိုးကြီးကိုရှုံးမပေးပဲအားနဲ့မှန်နဲ့ပြည်လဲရုံထနိုင်အောင်ကြိုးစားကြဖို့လဲဆရာတော်ကအားပေးစကားမှွက်ကြားထားပါတယ်ခင်ဗျာ။ရှုံးမပေးနဲ့ရှုံးပေးလို့မရအောင်ရှုံးပေးရင်ငါတို့အရှုံးမပေးတဲ့ငါတို့နိုင်ဒီကာလဘေးစိုးကြီးခေဘေးစိုးကြီး တဘာဝပေးဆိုယူငါတို့နိုင်အောင်တက်နိုင်အောင်စူးစမ်းအောင်အရှုံးမပေးဘူးအရှုံးပေးလို့ပြအောင်အရှုံးပေးငါတို့ရှုံးအောင်ပြန်ထူထားရမယ်ပြန်မှတ်ကြရမယ်အဲ့တော့ဘာလဲနောက်ဆုံးတော့ဘာလဲကိုယ့်အောင်ကိုပြန်ထူရမယ်ကိုယ့်အောင်ကိုပြန်ထားကိုယ့်အောင်ကိုပြန်ပြီးတော့အားနဲ့မန်နဲ့ပြန်ယုံထားကြရမယ်လို့ပဲကိုကိုရဲအားစလို့ပါအားလုံးကအဲ့လိုပဲအားပေးခြင်းတယ်